ဖောမမအောင်ဆိုတာကိုလာပြောပြတာနော်ငယ်စင်းတို့မင်္ဂလာဆောင်မှာစင်မိုတက်လာတာပေါ့နော်နော်ဘောကသူ့ဘာသူတက်လာတာမဟုတ်ဘူးနော်အလုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel ဒီမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ Matt Sovitizen နဲ့ကိုဟင်းဝင်းတို့ဆိုရင်အလုံးလည်းသိကြမှာပါနော်သူတို့ရဲ့မင်္ဂလာဆောင်ဒီမှာ Matt Novel Editor ရဲ့အဖြစ်အပျက်ကိုလည်းနော်အလုံးသိပြီးကြားလာပါပြီဒါကို Matt Novel Editor မမအောင်ဆိုပြီးတော့ပြောထားတဲ့အမတယောက်ရဲ့ view point လေးပဲဖြစ်ပါတယ်ဒီမှာလည်းတူတူကြည့်လိုက်အောင်နော် နော်ဖုံးမမအောင်ဆိုတာကိုလာပြောပြတာနော်အားလုံးသိသိကျင်လို့မနေ့ကငယ်စင်းတို့မင်္ဂလာဆောင်မှာစင်မိုးတက်လာတာပေါ့နော်နော်ဘောကသူ့ဘာသူတက်လာတာမဟုတ်ဘူးနော်မိုင်းဆိုးကလက်ကိုလှမ်းဆိုမိုင်းဆိုးကလားဆိုလှမ်းခေါ်လိုက်တာနောက်ပြီးတော့ကိုဟင်းဝရဲ့အမိနဲ့ကိုဟင်းဝရဲ့ဂျားကိုလည်းပဲနော်ဘောကသူ့ဘာသူဝင်သွားတာမဟုတ်ဘူးမိုင်းဆိုးကလှမ်းခေါ်လိုက်တာမိုင်းဆိုးကနော်ဘောလှမ်းလှမ်းဆိုးလည်းဆွဲပြီးတော့ ကိုဟင်းရဲ့အမေကိုဥပကူနည်းနည်းတူခိုင်းပြီးတော့တော့ကိုယ်ဝင်ခန်းလိုက်တာအကုန်လုံးကသူ့ဘာလို့အန်ဝင်ဝင်ကြပဲကိုဟင်းဝင်ရလဲနှုတ်ဆက်တယ်အကုန်လုံးအတူတူပဲမိုင်းဆုစီစဉ်တာတော့အနေရတော့ဖောသွားတာမဟုတ်ဘူးအဲပြီးလဲပြီးလဲပြီးဓမ္မုံရိုက်မယ်လဲဆိုတော့ဆိုတော့အဲ့ဒီဟိုကပါလေငယ်စဉ်တို့အတွေ့အကြုံရှိကိုနည်းနည်းလေးခြေထောက်ရှိလိုက်ရွှေ့လိုက်တဲ့အချိန်မှာတော့ကိုကနောက်ကိုကြံခဲ့တာတော့ကိုကနောက်ကိုကြံခဲ့တဲ့အချိန်မှာသူနောက်မှာဖြစ်တဲ့အတွက်ကိုဝင်းဝင်ရဲ့အမေရဲ့ဘီကိုသူတစောင်းလေးတိုးလိုက်တယ်မပေါ်လို့ ကိုဟင်းဝင်ရဲ့အမေကိုဘေးကိုနည်းနည်းလေးကင်ပြီးတော့သူရှိကိုတိုးလိုက်တယ်အဲ့ဒါကိုဟင်းဝင်ရဲ့အမေကသူ့ဘေးကိုအတင်းတိုးလာတယ်ထင်းသွားတာထင်းသွားတာထင်းသွားတဲ့ပုံစံဖြစ်သွားတာပေါ့နော်ကင်မရာမှာမြင်ပါတယ်အကုန်လုံးပဲနော်အဲ့တော့အစားဆုံးသိရအောင်လို့တင်ပြမယ်နော်ဝဲချတာမဟုတ်ဘူး ဟုတ်တယ်နော်မတ်နော်ဖော်အဲထားကိုနော်မတ်ဆူမြတ်သူစာကလှမ်းခေါ်လိုက်တာနော်လှမ်းခေါ်ပြီးတော့ဓာတ်ပုံတူတူရိုက်ခိုင်းတာနော်ဒါပေမဲ့လည်းမတ်နော်ဖော်အဲထားဟာတိတိနဲ့နော်သူများမိသားစုဓာတ်ပုံရိုက်နေတဲ့အချိန်မှာကိုကရှောင်ပေးတင်တာနော်နောက်ထပ် view လေးကမတ်အစ်တင်ကိုနဲ့ပြဿနာဖြစ်တဲ့တမီဆိုဖန်ခံလိုက်ရတာဘာကြောင့်လဲဆိုတဲ့အကြောင်းကိုပြောပြထားတဲ့ view လေးပဲဖြစ်ပါတယ်ဒီမှာနဲ့တူတူဆက်ကြည့်လိုက်အောင်နော် ရှင်တို့သိမိသွားပြီလားတော့အေတင်ကိုเนี่ยပြဿနာတက်တဲ့သမီးဆိုးကအဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းတွေကိုတက်နေတယ်ပေါ့နော်အဲ့ဒါနဲ့ကျမလည်းသမီးဆိုးရဲ့အကောင့်ကိုသွားကြည့်လိုက်တဲ့ခါကျတော့သမီးဆိုးရဲ့အကောင့်က၄ရက်တိတိရှိပြီ online မတက်တာလေ online မသုံးတာ၄ရက်တိတိရှိပါပြီအာတော့အေတင်ကိုကသမီးဆိုးကိုပြင်ဦးလင်မျိုးနေရနေဦးတိုက်ပြီးတော့ဒါဟိုတရားစွဲဆိုတာပေါ့နော် အဲ့တော့အခုတမိစိုးအဖမ်းခံရတယ်ဆိုတော့တည်င်းနေကိုလည်းဒေါ်အေးတင်ကိုရဲ့အကောင့်မှာအဲ့လိုပုံစံမျိုးနှီးပါတင်ထားတာတွေ့တယ်ဒါဆိုရင်တော့ကျင်းသေးအဖမ်းခံရဖို့နှီးဆက်နေပြီပေါ့နော်အတခြားတည်င်း page တွေမှာလည်းဒီလိုမျိုးတွေတွေ့တယ်ပေါ့နော်အာသူတို့ရဲ့ပြဿနာတွေကကျမတို့နဲ့တော့မဆိုင်ဘူးမှန်ပါတယ်ဒါပေမဲ့အာဒေါ်အေးတင်ကိုကဒေါ်အေးတင်ကိုတို့ဖြစ်တဲ့ပြဿနာအဓိကကကြတော့လူမှုရေးပြဿနာကနေပြီးတော့စကားအနိုင်လူရင်းနဲ့နိုင်ငံရေးတွေဒီပါနိုင်ငံရေးဆိုတာကကြတော့လူတိုင်းရဲ့အထီး ထိလွယ်ရှလွယ်တယ်လေနော်အဲ့ဒီတော့သမီးဆိုးကလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တိုက်တယ်ပေါ့ကွယ်အဲသူတင်ထားတဲ့ post အရာဆိုရင်လေအဲဒိုအေးတင်ကိုအနေနဲ့ကလည်းဒီလိုထိလွယ်ရှလွယ်တဲ့နိုင်ငံရေးနဲ့အတိုက်ခံရတဲ့အတွက်သူကလည်းရေစုံမြေစုံလိုက်ပြီးတော့ဒီလိုမျိုးပြန်လဲဖြည့်ရှင်းခိုင်းတာပေါ့အဲ့ဒီတော့သူကပြန်လဲပြီးတော့ဒီပြဿနာကိုဖြည့်ရှင်းပြီးရင်ဒီအမှုကိုဟိုပြန်ပြီးရုပ်သုံးပြီးမဲ့သဘောမှရှိတယ်မဖြည့်ရှင်းဘဲနဲ့ရှောင်ပုံးနေလို့သူကလည်းတရားစွဲဆိုတယ်လို့တင်ထားတာတွေ့တယ်ပေါ့နော်အခုကတော့မိသွားပြီထင်တယ်အဲတခုရှိတာကအာတမီးဆိုးကအမေရိကန် နိုင်ငံသားခံယူထားတာဖြစ်တဲ့အတွက်သူတို့ရဲ့အမှုကဘယ်လိုပုံစံမျိုးတွေဖြစ်လာအောင်မလဲတော့မသိဘူးပေါ့နော်။ဒါတော့သတင်းတွေကတော့ထပ်ပြီးတော့တက်လာအောင်ပါပါနော်။ဘာလို့ဖန်ခံနေရတယ်လဲဆိုတာဒီဗီဒီယိုလေးကြည့်ပြီးတော့သိပြီးလောက်ပါနော်။ဒီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။